ညဏ်နေကိုပြန်တဲ့အခါအင်းပြန်တဲ့အခါကျတော့စိတ်လေးကလည်းဒီတိုင်းပဲကိုယ်ကလည်းဒီတိုင်းပဲစိတ်လေးလည်းမတော့ဖြစ်ဘူးကိုယ်လည်းမဝါဖြစ်ဘူးဘယ်ပုံမှာအာယုဆိုင်နေတာလဲဆိုရင်တရားပုံမှာဘယ်ပုံမှာလဲတရားပုံမှာပဲအာယုဆိုင်ပြီးတော့ဒီခါလေးရှုမှအထုတ်လိုက်တာစိတ်လေးတော့ဖို့လည်းတတိမရတော့ဘူးကိုယ်စားဖို့လည်းတတိမရတော့အလုံးလုံးပြီဆိုရင်အဲ့ဒီလောက်ကိုလောရမှာဘုရားတို့ယောဂီများတကယ်အလုံးလုံးရင်အဲ့ဒီလိုကိုလောရမှာ တရားအာယုန်တွေကိုလုံးဝဖြတ်တောက်ပြီးတော့တရားအာယုန်တစ်ခုတည်းကိုပဲအာယုန်ဆိုင်ပြီးအဲ့ဒီမှာကြတော့ဒီလိုပြနေတော့တပြေးပြေးနဲ့ဘေးကတိလာပြီးပေါက်ကြလာတဲ့အခါကလည်းကြတော့နည်းနည်းဩဇာအာဏာရှိတဲ့ပုဂ္ဂိုလ်ကြီးဟာဒီတရားတွေကဘာတရားတွေမှလည်းမသိဘူးဒေါနေကြကြတော့ဒီတရားတွေအထုတ်ပြီးအကုန်လုံးယူကုန်ကြလိမ့်မယ်ဘာမှလည်းမကြဘူးဘယ်လိုလုပ်မလဲစသည်ဖြင့်ပေါ့လေသူတို့ ရဘောရဘောဩဇာအနာရှိတဲ့ပုဂ္ဂိုလ်တွေကဆွေးနွေးကြပြောဆိုပြီးတော့ခါရင်ကလန္တာကောင်းဆိုတာရရမှာလူငယ်ပိုင်းမှာဩဇာအနာရှိတယ်ရွာလေးမှာအဲဒီမှာသူ့ကိုညွန်ကြားတယ်သူ့ညွန်ကြားတဲ့အခါကလန္တာကြတော့ကဲသူလည်းပဲဩဇာအနာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ညွန်ကြားချက်အတိုင်းပဲသူလိုလိုရမှာဆိုတော့ကဲကလန္တာတွေစုပြီးတော့ဒီကိုယ်တော်ခဲနဲ့ပေါ့ ဲဒီမှာဂဲနဲ့ငရိုးရွာကိုမနေနိုင်အောင်ဂဲနဲ့ပေါက်ထုတ်ရမယ်ဂဲနဲ့ပေါက်ထုတ်ရမယ်ဆိုပြီးတော့စီစဉ်ပြီးတော့ထားလိုက်တယ်ဗဏိပြေကြရင်အဲဒီမှာဆရာတော်ဘုရားကြီးရဲ့ညမဖြစ်တဲ့ပုဂ္ဂိုလ်ကအိမ်မှာအဖေဖြစ်တဲ့ပုဂ္ဂိုလ်ကိုတိုင်းနေတယ်အဖေငိုယူပြီးတော့ဥစဉ်ကိုပြောပါဦးဒီတရားတွေကိုဒီမှာရရွာမှာရှိတဲ့တန်ဃာတော်များကလည်းမလိုလားဘူး လူတွေကလည်းပဲမလိုလားဘူးအဲ့လိုသူများမကြိုက်တဲ့တရားတွေကိုမပြပါနဲ့လို့တမီးကပြောတယ်ဦးစင်းကပြောမရဘူးငါအခုတရားငါပြနေတဲ့တရားတွေဟာမြတ်စွာဘုရားကိုယ်တိုင်ဟောကြားထားတဲ့တရားတွေဘုရားဟောတရားတွေကိုငါဟောပြနေတာသင်ပြနေတာငါကိုယ်တိုင်ငါဟာငါတီထွင်ပြီးတော့ပြနေတာမဟုတ်ဘူးတဲ့ ဒါကြောင့်မို့တကယ်လို့ဥစဉ်ကို တရားတွေပြလို့ရှိရင်ရွာကဒီလို ကာလသားတွေကခဲနဲ့ပေါ့မလို့တယ်ကိစ္စမရှိပါဘူးပေါ့ပါစေသူတို့လာရာမြင်မြင်တယ်လို့ပဲရှုမှတ်မယ်လာရာမြင်ဘယ်လိုရှုမှတ်မှာလဲနည်းမြင်တယ်မြင်တယ်လို့ပဲရှုမယ်တကယ်လို့မိမိကို ခဲနဲ့ပေါ့လို့မှန်ရင်လည်းပဲနာတော့နာရင်နာတယ်လို့ပဲရှုမှတ်မယ် ဓမ္မစီဆရာတော်ဘုရားကြီးရဲ့အဖြေပဲအဲ့ဒီလိုပြောတဲ့အကြောင်းကိုတမိဖြစ်တဲ့ပုဂ္ဂိုလ်ကအဖေကိုငိုးတိုင်တယ်အဲ့ဒီလိုငိုပြီးတိုင်နေတဲ့အချိန်မှာပဲကလသာခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကအိမ်ဘေးကဖြတ်သွားအိမ်ဘေးကဖြတ်သွားရင်ဒီတန်ကိုကြားတော့တေချာနားဆိုင်ပြီးရက်ပြီးထောင်းတယ်ထောင်းလိုက်တဲ့အခါမှာသူသဘောပေါက်သွားတယ သူတော်ကောင်းမှလက်ခံနိုင်တာသူတော်ကောင်းမှသိခံနိုင်တာဒီပုဂ္ဂိုလ်ဟာငါတို့ယွာသားဆွေကြီးမျိုးကြီးတကယ်တမ်းသာတရားမရှိလို့ရှိရင်မင်းတို့လာလို့ရှိရင်ငါမှလည်းဆွေနေမျိုးနဲ့မင်းတို့ကတုံးနဲ့လာရင်ငါဒါနဲ့ခံမယ်ဒါနဲ့လာရင်တကုတ်ကုတ်နဲ့နိုင်တဲ့ဟာနဲ့ခံမယ်ဆိုတာမျိုးဖြစ်မယ်ဆွေကြီးမျိုးကြီးပဲဒါပေမဲ့ကြည်စမ်း တကယ်လို့ခဲနဲ့ပေါင်းမဲ့ပုဂ္ဂိုလ်တွေလာလာမြင်ရင်လည်းမြင်တယ်လို့ပဲယူမှတ်မယ်။ခဲနဲ့ပေါက်ကြလို့ရှိရင်လည်းမိမိကိုမှန်လို့ထိလို့ရှိရင်လည်းနာရင်နာတယ်လို့ပဲယူမှတ်မယ်။ဒါသူတော်ကောင်းမှသိခံနိုင်တာ။တရားရှင်မှသိခံနိုင်တာ။ဒါငါတို့ဒီပုဂ္ဂိုလ်ဟာတကယ်တရားပြည့်စုံနေတဲ့ပုဂ္ဂိုလ်ပဲ။ကိုလှုပ်လို့မဖြစ်တော့ဘူးဆိုပြီးအဲ့ဒီမှာကန္နသားတွေအလုံးပြန်ခေါ်ပြီးတော့ဒီအစီအစဉ်ကိုဖြတ်တယ်ဆိုပြီးဖြတ်တင်တင်လိုက်တာ။ တကယ်တော့ဒီတတိပဋ္ဌာန်တရားတွေဖော်ထုတ်ပြီးတော့ဟောကြားလာခဲ့ရတာလွယ်လွယ်ကူကူလေးလားခက်ခက်ခဲခဲလားဗျာတကယ်ခက်ခက်ခဲခဲဖော်ထုတ်ခဲ့ရတာပါလွယ်လွယ်လေးဖော်ထုတ်လာခဲ့တာမဟုတ်ပါဘူးဒါကြောင့်မို့ဘုန်းကြီးတို့အခုယောဂီတို့ဒီတတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်ခွင့်ရလိုက်တာသိကိုကံကောင်းတယ်သိကိုကံကောင်းတယ်အခုဆိုရင်မိမိတို့တွေမဟုတ်ဘူးတဏ္ဍာန်ကံလုံးတကဘာလုံး ကြီးသရှင်မာစီဆရာတော်ဘုရားကြီးရဲ့ဟောပြောညွှန်ပြချက်တလောက်တည်းမဟုတ်ဘူးဆရာတော်ဘုရားကြီးရဲ့တိခံမှုဟာကဘာကျော်အောင်တိခံခဲ့တဲ့တိခံမှုတွေရှိတယ်။ဒါလည်းပဲအကြောင်းညွှန်ညွှန်ရင်ဘုန်းကြီးထည့်ပြောသွားမယ်။အဲ့ဒီမှာဆရာတော်ဘုရားကြီးဟာဒီလိုတိခံပြီးတော့ရှုမှတ်မှုလေးနဲ့ပဲလာသမျှမြင်တော့မြင်တယ်မိမိကိုထီတော့နားတော့နားတယ်မှန်တော့မှန်တယ်စသည်ဖြင့်ရှုမှတ်မယ်ဆိုပြီးတော့အဲ့ဒီလိုအဖြေလေးနဲ့ ဒီအဖြေကိုဒီမှာနှမဖြစ်တဲ့ပုဂ္ဂိုလ်ကဘလို့မှပြောမရတဲ့အခါအဖေကိုတိုင်ပြီးတားခိုင်းတဲ့အခါမှာကောင်းဆောင်ပြီးဆောင်ရွက်မဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကြားရတဲ့အခါကြတော့မှစိတ်တည် ပြောင်းသွားပြီးတော့တဟာတရားရှင်ဖြစ်တဲ့တရားပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပြည့်စုံလို့သာဒီလိုသိခံနိုင်တယ်ငါတို့အမှားကြီးတစ်ခုကျူးလွန်မိတော့မလို့ဆိုပြီးတော့အဲ့ဒီမှာချိန်မိတားဆီးပြီးတော့လုံးဝရှောင်ကျင်ခဲ့ပါတယ်အဲ့ဒီလိုခက်ခဲခဲခဲပေါ်ထုတ်ခဲ့ရတယ်ဆိုတာကိုလည်းပဲ ဒါကဘုန်းကြီးတို့တဆင့်စကားတဆင့်နာဘုန်းကြီးကြားရတာပါဒါဘုန်းကြီးကိုယ်တိုင်မြင်တာသိတာမဟုတ်ပါဘူးအဲ့ဒီမှာအဲ့ဒီခေအဲ့ဒီခါကကြုံတွေ့ခဲ့ရတယ်အဲ့ဒီမှာဥပန္ဒကတရားကြီးတူကနေပြီးတော့ပြောပြလို့ရှင်ဖျားကြီးဒီတတိပဌံတရားကဒီလိုခက်ခဲခဲခဲဖြစ်ခဲ့ရတာဒါဒီဆရာတော်ကြီးဆိုတာဒီဝါသားစစ်စစ်ဖျားဒါတောင်မှအဲ့ဒီချိန်တုန်းကဒီလိုဖြစ်ခဲ့ရတယ်ဆိုတော့ကိုပြောပြဘူးလို့အခုဘုန်းကြီးကတဆင့်ဖောက်တဲ့ချမ်းပြီးတော့ ီတတိပဋ္ဌာန်တရားအကျင့်စဉ်တွေကိုမိမိတို့ကလွယ်လွယ်ကူကူလေးကျင့်ကြရတာမဟုတ်ဘူးဆိုတာလေးကိုသဘောပေါက်စေချင်လို့ပါ။